တနင်္ဂနွေသားသမီးများအနေဖြင့်ပေါ့မေလတလတာကညမာအရာဆိုရင်တနင်္ဂနွေသားသမီးများဟာအလူအတန်းလေးတွေဒါမှမဟုတ်ရင်ပေကန်းစွန့်ကြဲမှုလေးတွေကြုံရတတ်တယ်ပတင်းကောင်းတွေကြားရတတ်ပြီးတော့ပေါ့နော်ရဝေးကနေခྱི་ကိုစီကိုလာလေတဲ့ဧည့်သည်တွေခྱི་သွားရောက်လာတတ်တယ်ပေါ့နော်နောက်တစ်ခုကတနင်္ဂနွေသားသမီးတွေက မျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ကံကောင်းတယ်။ဥမာမျိုးသားတွေဆိုရင်မိမိမိခင်မိမိအတော်မိမိရမှာစသဖြင့်သူတို့တွေရဲ့လွှမ်းမိုးမှုကိုခံရမယ်လားတလားဖြစ်တယ်။ပြီးတော့တနင်္ဂနွေသားသမီးလေးတွေအနေနဲ့ဘောနော်လမ်းမှာတရိတ်ဆန်လေးတွေတွေ့ပြီးဆိုရင်ဒါသည်မိမိကိုကံကောင်းစီမဲ့ဘောနော်အတိတ်နမိတ်ကလေးကြတာမျိုးဖြစ်တယ်။နောက်တစ်ခုကဒီလာထဲမှာဆိုရင်တနင်္ဂနွေသားသမီးတွေအနေနဲ့ကိုကနဲ့ လေးကနတကနစတာတွေကကံကောင်းတဲ့နံပါတ်ကလေးတော့ဖြစ်တယ်။ကျမ်းမာရေးအနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေကဆိုရင်ဖြင့်ညီတက်စိုးမိုးတယ်ပေါ့နော်။ထိကြိုက်တန်ရာလေးတွေအသေးစားလေးတွေဖြစ်တာမျိုးပေါ့နော်။ဆိုင်ကျဲကားစီးတဲ့နေရာစပိန်ဒါမျိုးလေးတွေမှာသတိထားပြီးတော့စီးစီခြင်းတော့အစီဒံအသေးစားလေးတွေဖြစ်တာမျိုး။တိရတိကြီးဝါကြီးတွေအောင်မှာအကားမစင်မချင်းကီလိုမီတာမျိုးတွေစင်ကျင်ပေးဖို့ လိုတယ်ပေါ့နော်နောက်တစ်ခုကတလင်းငွေသားသမီးတွေအားဆိုရင်ဖြင့်မိမိထံကနေပြီးတော့ပေါ့နော်အောက်လက်ငယ်သားတွေကမိမိထံကိုခိုးလုံလာတာမျိုးတွေရှိနေပြီပေါ့မိမိစီမှာတပည့်ထံယူတာမျိုးရှိတယ်ပညာရအတိတ်တခုတင် जा နေတဲ့တလင်းငွေသားသမီးကဘာလို့ရှိရင်ပညာရမှာ အောင်းငင်လိမ့်မယ်ဖုန်ကန်တအောင်တင် जा နိုင်လိမ့်မယ်အမိထားမိမှာဒီတစားလုံးမှာတနင်္ဂနွေသားသမီးတွေအနေနဲ့မိမိပါတာမိမိတယောက်တည်းကုထုကိုကြိုးစားရမယ်ကာလဖြစ်တယ် ရာကောင်းတမားကောင်းတွေစီကအကြံဉာဏ်ကြီးရလေပေါ့နော်မိမိရဲ့နေအိမ်ဒါမှမဟုတ်ရင်ပေါ့မိမိသွားတဲ့နေရာမှာမျိုးသမီးတူဒါမှမဟုတ်မျိုးသမီးနဲ့ကလေးငယ်တွေတွဲပြီးတော့မြင်ခဲ့လို့ရှိမယ်ဆိုရင်တနင်္ဂနွေသားသမီးတွေနေနဲ့ထီချဲဝါသနာပိုင်ထိုးချင်ပါကန်သက်ပါလေအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများတနင်္ဂနွေသားသမီးများမေလတလာလို့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံကြပါခင်ဗျာ